အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Essential Grammar and Usage စာအုပ်ထဲက Unit 32သင်ခန်းစာအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ဒီ Unit 32မှာဆိုလို့ရှိရင်တော့ Should ရဲ့အကြောင်းလေ့လာမှာဖြစ်ပါတယ် unit 32ရဲ့ကောင်းစင်အရဆိုလို့ရှိရင်တော့ should ပေါ့နော် should က model bus ဖြစ်တယ်သူ့ဥပမာလို့ဘာသာပြန်မယ်ဆိုလို့ရှိရင် တဲ့တည်လို့ဘာသာပြန်တယ်တခုခုလှုပ်တဲ့တယ်လို့ပြောတဲ့အခြေအနေမျိုးတွေဒါကိုလှုပ်လိုက်တဲ့လို့အကြံပေးတဲ့အခြေအနေမျိုးလေးဒီမှာဒါကိုသုံးလေးရှိတယ်ဗောနော် you shouldn't watch tv so much tv အရင်မကြည့်သင့်ဘူးဗော shouldn't ဒီ short အနောက်မှာ infinitive form ပဲလိုက်မယ် i will you they ပဲဖြစ်ဖြစ် he she it ပဲဖြစ်ဖြစ် subject ကတယောက်ဖြစ်ဖြစ်အများဖြစ်ဖြစ်အကုန်လုံးဒီ should ကိုသုံးမယ်သူ့အနောက်မှာ infinitive လိုက်မယ် negative ပေါင်းမယ်ဆိုလို့ရှင်သူ့နာမှာ not ကတ်ထည့်မယ် shouldn't ဗော ဒီ session ပြီးမှာဆိုလို့ရှိရင် you should do something ဆိုတာလေ it is a good thing to do ဒါကိုလှုပ်လိုက်တင်တယ်ဗောနော်လှုပ်ဖို့ကောင်းတယ် it is the right thing to do ဒါကိုလှုပ်လိုက်တာမှန်တယ်ဆိုတော့အကြံပေးချက်တွေအကြံပြုတဲ့အခါမျိုးမှာသုံးတယ် tom doesn't study enough tom ကစာရမ်းမကြိုးစားဘူး he should study harder သူပိုပြီးကြိုးစားတင်တယ်ဗောဒါအကြံပြုတဲ့အခြေအနေမျိုးတွေသူပိုပြီးကြိုးစားတင်တယ် yes a good friend ဒါရုပ်ရှင်ကောင်းကောင်းတကားပဲ you should go and see it တွေ့ကြည့်တဲ့နေပေါ့နော် when you play stand နဲ့တင်းနေကစားမယ်ဆိုလို့ရှိရင် you should always rest the ball ဘောလုံးကိုအမြဲတမ်းကြည့်တင်နေပေါ့အဲ့တော့ဒါတခုခုမလုံးတင်ဘူးလို့ပြောတဲ့အခါမျိုးမှာ shouldn't ကိုသုံးတယ် you shouldn't do something ပေါ့ဒါကိုမလုံးတင်ဘူးပေါ့နော် it's not a good thing to do ဒါကိုလုပ်တာမကောင်းဘူးဆိုတဲ့အခြေအနေမျိုးပေါ့နော် shouldn't be should not ကိုပြောတာမလုံးတင်ဘူးပေါ့ tom shouldn't go to bed so late tom အရာဝင်တာအရန်တော့မကြတဲ့ဘူး you watch tv all the time tv ကိုတစ်ချိန်လုံးကြည့်နေတာပဲ you shouldn't watch tv so much tv အရင်မကြည့်သင့်ဘူးပေါ့ shouldn't ဒီမလုပ်သင့်ဘူးလို့ပြောတဲ့အခြေအနေမျိုးတွေမှာတုံတယ်ဒီ session ဒီမှာကျတော့ we often say i think အနောက်မှာ should နဲ့တွဲတုံလေးရှိတယ်ပေါ့နော်အဲဘယ်လိုမျိုးလဲဆိုလို့ရှင် i think lizard should buy some new clothes lizard ကအင်ကြီးအစ်တချို့ကိုဝယ်သင့်တယ်လို့ငါထင်တယ်အဲ့လိုအခြေအနေမျိုးတွေပေါ့နော် it's late နောက်ကျနေပြီ i think i should go home now နောက်ကျနေပြီငါအိမ်ပြန်တင့်ပြီလို့ထင်တယ်ပေါ့ share line by discount ငါဒီကုတ်အင်ကြီးဝယ်လိုက်ရမလား yes i think you should မဝယ်လိုက်တဲ့နယ်လို့ငါထင်တယ်ဒီ should ဒီအကြံပေးတဲ့သဘောမျိုးတက်ရောက်တယ်ပြီးတော့ i don't think ငါမထင်ဘူးပေါ့နော် i don't think ကို should နဲ့လည်းတွဲသုံးတယ်။ i don't think you should work so i may လောက်ရန်စူးစမ်းတဲ့နယ်လို့ငါမထင်ဘူးပေါ့ I don't think we should go yet. It's too early. ဒီမှာကျတော့ go yet ဆိုတော့မသွားရသေးဘူး။ဒီဘက်က negative နဲ့ပဲတွဲပြီးပြန်ရမှာပေါ့နော်။ငါတို့မသွားသင့်သေးဘူးလို့ထင်တယ်။ It's too early. စောလုံးသေးတယ်ပေါ့။ပြီးတော့တခုခုကိုမင်းထင်လားလို့မေးတဲ့အခါမျိုးမှာ do you think နဲ့မေးတဲ့နောက်မှာ should နဲ့ပေါ့ do you think i should buy this heart ငါဒီရုပ်ထုတ်ကိုဝယ်လိုက်တဲ့နယ်လို့မင်းထင်လားပေါ့ what time do you think we should go home ငါတို့ဘယ်ချိန်အိမ်ပြန်တဲ့နယ်လို့မင်းထင်လဲပေါ့နော် session e မှာကျတော့ mass is stronger than should mass ကရှုတ်ထပ်ပို့ပြီးပြင်တယ် mass ကကျတော့တခုခုမဖြစ်မနေလောက်ရမယ်ဆိုတဲ့အခြေအနေရှုတ်ကကျတော့လောက်လိုက်တင်တယ် it's a good thing you should go and see it ဒါရုပ်ရှင်ကားကောင်းတကပဲမင်းသွားကြည့်တင်တယ် it's a fantastic thing you must go and see it မင်းသွားကြည့်ရမယ်ပေါ့နော်ပြီးတော့ another way to say should is out to ရှုပ်ကိုအောက်တူစာလဲတုံနိုင်နဲ့အောက်တူလဲအတိတ်ပဲတင့်တီပဲပေါ့နော်သူ့နောက်မှာ infinitive form ပြန်လိုက်မယ် it's a good plane you should out to go and see it ဒါမျိုးတုံလို့ရတယ် sure စာ i think this are out to buy some new clothes ဒီစာကအဝတ်စားတချို့ဝယ်တင်တယ်လို့ငါထင်တယ်ပေါ့နော်ဒါမျိုးတုံလို့ရတယ် ဒီ exercise 32.1မှာကျတော့ complete the sentences use you should to the path တွေနဲ့ should ကိုတောင်းရမှာပေါ့နော် when you play standing you should watch the ball ပေါ့နော်ဒီမှာ should ကိုတောင်းတာတယ် should watch ပေါ့ it's late and you're very tired or you should go to bed ဆိုတဲ့ပုံစံမျိုးပေါ့နော် you should လည်းတောင်းရမှာဒီ path တစ်လုံးလည်းတောင်းရမှာအဲ့လိုမျိုးတရားလေးတွေဆက်ပြီးဖြေရမှာဖြစ်ပါတယ် 32ဘိုက်တူမှာကျတော့ write about the people in the picture ဒီပုံနဲ့လူတွေကြောင်းပြောမယ် use he she shouldn't so ဘောနော် she shouldn't watch tv so much သူမက tv ရမ်းမကြည့်သင့်ဘူးပေါ့ဒီမှာဆိုလို့ရှိရင်ဒီပုံထဲမှာပြောတာ us tv so much she shouldn't should tv so much ပေါ့ tv ရမ်းမကြည့်သင့်ဘူးဆိုပြီးတော့ပြောတာလေ ဒီမှာဆိုသူသုံးခိုင်းတဲ့ပုံစံ he ပြီးတော့ဒီမှာ shut down shut down ပြီးတော့သူရဲ့ path လာမယ်ပြီးသွားလို့ရှင် so နဲ့ပေါ့နော်အရင်ကြီးမစားတင်ဘူးဆိုတဲ့ဟာမျိုးဒီမှာ to had to so ဟာတို့အကုန်လုံးပြရတာလေအဲ့ဒီမှာ so ဆိုတဲ့ပုံစံနဲ့ဒီနောက်မှာတစ်ခုခုထည့်ရမှာပေါ့နော်အဲ့ဒီမှာဆိုလို့ရှင် number 3မှာဆိုလို့ရှင် so hard ပုံစံမျိုးပေါ့အဲ့လိုမျိုးဒီက number 4လည်းတိကျဖြည့်ကြည့်ပါ 32.4မှာကျတော့ right sentences with i think should တယ် i don't think should ရေပေါ့နော်ဒါမျိုးပြရတယ် we have to get up early tomorrow ဒီမှာဒီဘက်ချမ်းမှာဖြေထားတာဆိုလို့ရှင် i think we should go home now ပေါ့နော်ဒါမျိုးဖြေထားတယ်အဲ့လိုမျိုးပဲဒီမှာ number 2 3 4 5 6 7 8ပေါ့နော်ဒီဟာတွေကလည်း8ပုံစံအတိုင်းဖြေရမယ် ီ32.5မှာကျတော့ what do you think ပေါ့နော်ဘယ်လိုထင်လဲ right sentences with should shouldness sentences တွေရမယ် i think everybody should learn another language ဒူရိုင်းကတခြားဘာသာစကားတခုသင်သင်တယ်လို့ငါထင်တယ်ပေါ့နော် i think အဲ့တော့ဒီမှာဆိုလို့ရှိရင် i think everybody အဲ့လိုမျိုးပဲဒီမှာကိုယ့်ရဲ့အကြံပြုချက်လေးတွေရေးရမှာဒီငါအကြောင်းอ่ะ